ပရိုနီကာနဲ့စတန်ဖက်ဒက်စ်တို့ထိုးလို့ရှိရင်ပရိုနီကာကိုစတန်ဖက်ဒက်စ်ကဒါအေးစစ်စစ်ပဲအနိုင်ရသွားလိမ့်မယ်လို့ကျော်စာဝင်းကပြောခဲ့ပါတယ် ဒီစကားကဘယ်ကနေ ထွက်ကြလာလဲဆိုရင် Stan Feathers ကနေထွက်ကြတာပါ Stan Feathers ကဒီနေ့က interview မှာသူ့အနေနဲ့ဒါ Bronica နဲ့ထိုးမိကိစ္စပြောရယ်ပေါ့နော် Bronica နဲ့လိုလိုလလားကိုသူ့ဘက်ကနေထိုးကျင်တာပါဒါပေမဲ့ Bronica ကိုနိုင်မာတရားလို့ထိုးကျင်တာဖြစ်ကြောင်းပြောသွားခဲ့တယ်ပေါ့နော်ဆိုတော့ Bronica နဲ့ Stan Feathers ကိုရှင်ကြီးလိုက်မယ်ဆိုရင်လည်းပဲဒါမိဘပြည်သူတော်တော်များများကလည်း အားလုံးလည်းတီးကြပါပါနော်ဟိုသူတို့နှစ်ယောက်ကတော်တော်လေးကိုအရေးချင်းကကွာနေသေးတယ်ပေါ့နော်ဒါကျွန်တော်တို့ Sanfethis ကဘရိုနီကာကိုခဏခဏဒါထိုးချင်တယ်လို့အာပြောတာကလည်းသူကိုရင်းကဒီဘရိုနီကာကို နိုင်မှာတီချားတယ်ဆိုတာတီးလို့ပေါ့လေဒါခဏခဏပြောတာဖြစ်ပါလိမ့်မယ်ဆိုတော့ဘရိုနီကာနေနဲ့ချက်ချင်းလက္ခဏာမျိုးဆိုရတဲ့เนาะဟိုဒီတဲ့ဘူကောင်းကိုလေ့ကျင့်တင်နေလို့ကျောင်းနေနေမြင်နေပေါ့နော်။ဘာကြောင့်လဲဆိုတော့အာစတန်ဖက်ဒစ်ကတကယ်ကိုမှတိုက်ခွတ်ဆုံနေပြเนาะ။ဒါအထူးသဘောက်တယ်မဟုတ်ဘူး။ဟိုနဘာမိုင်းမှာရတတော်လေးကိုကောင်းမွန်နေသူဖြစ်တယ်။တကယ်ကိုမှဂျမ်းမာတွေဆိုရိတ်เนาะ။သူတို့ဖိုင်တာကြီးတွေတော့စတန်ဖက်ဒစ်နဲ့တွေ့ရင်အကုန်လုံးကဒါချစ်ချင်းနဲ့နဲ့ကို ပြန်သွားကြတာမျိုးကြီးပဲ။ဆိုတော့အခုဘရိုနီကာကတော့စတန်ဖက်ဒစ်နဲ့ ဟိုပြန်ထိုးဖို့အတွက်လက်ခံလိုက်တယ်ပေါ့နော်သူအနေနဲ့အစင်းသင်းဖြစ်မှထိုးမယ်ဆိုရင်အသက်ကြီးသွားလိမ့်မယ်ဆိုရင်နေထားမျိုးပေါ့နော်ဘယ်တော့မှအစင်းသင်းဖြစ်မှာမဟုတ်ဘူးဆိုရင်နေထားမျိုးပေါ့အခုနော်ကျော်စွာဝင်းနဲ့ Star Fitness ရဲ့ဆက်ဆံရေးကိုတော့အားလုံးလေးကြည့်ကြပါရစေ အဖေဒက်စ်ဂျင်တခုလုံးကတော့ကျော်စာဝင်းနဲ့ရိုက်ပြီးတော့ပဆန်ရှာနေကြတာပေါ့နော်ကျော်စာဝင်းနဲ့ဗီဒီယိုရိုက်ပြီးတက်ပုံရိုက်ပြီးတင်လို့ရှိရင် online ပုံမှာ view များတယ် like များတယ်ဆိုတော့ပဆန်တွေအများကြီး Facebook စီကနေရတယ်ဆိုတော့ဟိုထိုင်းနိုင်ငံက selfie တချို့တော့ကျော်စာဝင်းနဲ့လာရဲ့နေရာမျိုးရှိတယ်ပေါ့နော်ဆိုတော့ကျော်စာဝင်းနဲ့ slam fitness ကဒီကောင်မကြီးကိုမောင်နှမဆက်ဆံရေးပဲဖြစ်တယ်ဆိုတော့ဟို slam fitness ကတော့ ဘယ်လိုပြောမလဲကျော်ဆောင်ဝင်းကိုရင်ကဘရိုနီကာနဲ့ထိုးရင်သူနိုင်မှာယုံကြည်ကြောင်းပြောခဲ့ကြောင်းပေါ့လေကျော်ဆောင်ဝင်းကိုရင်ကအားပေးတဲ့အကြောင်းကိုနော်ဒါပြောသွားခဲ့တယ်ပေါ့နော်ဘယ်လိုဖြစ်ဖြစ်ပါကျော်ဆောင်ဝင်းကတော့ဒါမြန်မာနိုင်ငံရဲ့ကျေးဇူးဆိုရတဲ့ထိုင်းနိုင်ငံရဲ့ကျေးဇူးတွေကပုံများနေတယ်လို့ပဲတော့အခုချိန်မှာဒါ Feathers ဂျင်းကလည်းသူ့ကိုလေးနှစ်တိုင်တိုင်ပြသူ့အနေနဲ့ World Championship နဲ့တောင်ကျွန်တော်တို့ပွဲဥစားမထိုးရသေးဘူးဒါ Feathers ဂျင်းရဲ့တထီးကပေါ့လေ ဒါကျော်ဆောင်ဝင်းရဲ့ယူသားမှုကိုသဘောကျလို့ဆိုပြီးတော့ကျော်ဆောင်ဝင်းကိုလေးနေတိုင်တိုင်စာချုပ်ချုပ်ဆိုလိုက်တာပဲဖြစ်ပါတယ်တကယ်လို့မှဝမ်းသာစရာကောင်းနေဟိုကျော်ဆောင်ဝင်းတော့အထိုင်းတွေရဲ့ကျေးဇူးကိုအများကြီးခံရတဲ့အခါကျွန်တော်တို့ခုလိုမျိုးเนาะဒါ Bronica နဲ့ Stanford ကိုထိုးလို့ရှိရင်ဟို Bronica ရှုံးမယ်ဆိုတော့တဲ့အနေထားမျိုး Stanford နိုင်မယ်ဆိုတဲ့အနေထားမျိုးပြောတယ်ဆိုတော့ကလည်းအပြစ်တင်လို့တော့မရပါဘူးเนาะ